အလုံးဝမင်္ဂလာပါချမ်း YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချမ်းဒီကြားထဲမှာဗီဒီယိုမတင်တာတော်တော်ကြာသွားရေပေါ့နော်အဲနေမကောင်းတာတွေရောပြီးတော့အခန်းပြောင်းနေတဲ့ကိစ္စတွေနဲ့ကချမ်းမအားတာဖြစ်တဲ့အတွက်ကြောင့်မလို့စာဖတ်ပြတဲ့ဗီဒီယိုတွေရောဒီစိတ်ပိုင်းဆိုင်ရာဗီဒီယိုတွေရောမတင်ဖြစ်တာတော်တော်ကြာသွားရေပေါ့နော်ဒါမဲ့ဒီနေ့ဗီဒီယိုလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချမ်းအခုလက်ရှိလုံးလုံးစေဖတ်ပြနေတဲ့စတင်ညှို့ငင်လိုက်ပါဆိုတဲ့ဒီစာအုပ်ကလေးအတော်တော်များများ သိပြီးမှာပါအာဒီစာအုပ်ကကိုယ့်ရဲ့စိတ်နဲ့အဲကိုလိုချင်တဲ့အရာတွေကိုညှို့ငင်မှုတော့နီးလန်းနေအများကြီးပြပြပေးထားတယ်အဲ့ဒါကိုချမ်းကတခင်မိတခင်ဖတ်ပြနေပေါ့နော်ဆိုတော့ဒီနေ့မှာလဲချမ်းကအရင်အာဒီစာအုပ်ရဲ့အရေးပါတဲ့အပိုင်းတစ်ပိုင်းကိုဖတ်ပြပေးခြင်းပါတယ်အာအရင်ဗီဒီယိုတွေမှာဆိုလို့ရှိရင်ချမ်းကကိုယ်တိုင်ရုပ်မဖော်ဘဲနဲ့အနောက်ကနေအတန်လေးနဲ့ပဲဒါပုံလေးနဲ့ပဲလုပ်တယ်ပေါ့နော်ဒါပေမဲ့အခုကနေစပြီးတော့ချမ်းရဲ့မျက်နှာလေးနဲ့အာ energy တွေပို့ပြီးတော့ကူးဆက်သွားအောင်ဆိုပြီးတော့မှကိုယ့်ရဲ့မျက်နှာနဲ့ဗီဒီယိုကိုယ်တိုင်ရိုက်မယ်လို့ဆုံးဖြတ်ထားတာဖြစ်တဲ့တကြ ောင်မလို့ဒါဒီနေ့ဒီကဒီနေ့ကနေစပြီးတော့ဗောနော်အာချင်းရဲ့မျက်နှာလေးနဲ့ဒီစာလေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့သွားလိုက်ကြပါမယ်အဲ့တော့တင်းရဲ့အစိတ်လိုင်းတုံခါမှု vibration ကိုမြင်ဖို့အတွက်နီလန်း90အဲ့တော့ vibration frequency ပေါ့နော်ကိုယ့်ရဲ့ဒီစိတ်နဲ့ညှို့ငင်မှုဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီစိတ်လိုင်းတုံခါမှုတွေကိုအမြဲတမ်း height အမြဲတမ်းမြင့်နေအောင်ထားရမယ်ပေါ့နော်အဲ့တော့အဲ့ဒီ vibration ကိုမြင့်တင်ဖို့အတွက်နီလန်း9မျိုးကိုသွားပြပြပေးထားပါတယ်အဲ့တော့ဒီစာအုပ်ကလေးကတော့ ချမ်းစီမှာလည်းအခုဝယ်လို့ရပါပြီအဲဆ iam ညာနာရေးသားထားတဲ့စတင်ညွှန်ပြလိုက်ပါဆိုရဲဒီစာအုပ်ကလေးကိုချမ်းစီမှာလည်းဝယ်လို့ရပါပြီဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ချမ်း comment မှာအဲ Viber number ပေးထားပါမယ်အဲ့ဒီ Viber number ကနေပြီးတော့အာမှာယူမှာယူပြီးတော့ဒါဖတ်လို့ကိုယ်တိုင်လည်းဖတ်လို့ရပါတယ်အချက်အချက်ကကဖတ်ရင်ပို့ပြီးတော့အာဒီထဲကနီးလန်းနေကိုနားလည်ပြီးတော့မှာပို့ပြီးတော့အကျိုးသက်ရောက်မှုရှိမယ်လို့ချမ်းရုံကြည်ပါတယ်โอเคဒါဆိုရင်စလိုက်ကြပါမယ် ဆိုတော့ညှို့ငင်ခြင်းခရီးစဉ်မှာတင်းရဲ့စိတ်လိုင်းတုန်ခါမှုကိုမြင့်တင်နေဆိုတာကတင်းကိုစွမ်းအားကုန်စေတဲ့အရာတွေနဲ့စိတ်တက်ကြစေတဲ့အရာအားလုံးကိုဖယ်ထုတ်လိုက်တာပဲဖြစ်ပါတယ်။တင်းရဲ့စိတ်လိုင်းတုန်ခါမှုဆိုတာတင်းနဲ့အပြင်လောကကိုဆက်သွယ်ပေးထားတဲ့စိတ်တွင်းတုန်ခါလိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်။အာဘယ်အရာမှအဆိုင်အခဲမဟုတ်ပဲအားလုံးကတူညီတဲ့ကြိမ်နှုံးနဲ့တုန်ခါနေတဲ့စွမ်းရည်တွေဖြစ်ကြောင်းသိပ္ပံပညာကသက်သေပြခဲ့ပါတယ်။ အဲဆွေးရင်အလုံးလုံးပုံကိုနားလည်ထားတာကတင်ပွားအခြေအနေကိုတိုးတက်စေပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့စိတ်မှာလည်း vibration ချိန်နှုံးတုန်ခါခြင်းတွေရှိတယ်အဲ့ဒီ vibration ဆွေးရင်လေအလုံးလုံးတဲ့ဟာကိုနားလည်ထားလို့ရှိရင်ကိုယ့်ရဲ့စိတ်အလုံးလုံးပုံကိုနားလည်ထားလို့ရှိရင်ကိုယ့်ရဲ့သွားနေတဲ့လမ်းကပို့ပြီးတော့မှဒါပို့ပြီးတော့အထောက်အကူဖြစ်မယ်ပို့ပြီးတော့ဉာဏ်ဆံမယ်ထိရောက်မယ်ပေါ့လေဆိုတော့ အာစိတ်ကျင့်နေပြီးတော့ပျော်ရွှင်နေတဲ့အချိန်မှာကောင်းတဲ့အရာတွေကိုပဲစိတ်ကပို့ပြီးဆွေးငင်มาလိမ့်မယ်တဲ့အဲ့တော့ကိုကအရာတစ်ခုကြောင့်ပျော်ရွှင်နေစိတ်ကျင့်နေသွားတယ်ဆိုလို့ရှိရင်အဲ့ဒီအရာနဲ့တူတဲ့အရာတွေကိုပဲကိုရဲ့စိတ်ကထပ်ပြီးတော့ဆွေးငင်နိုင်လိမ့်မယ်စိတ်မတမတန်နဲ့စိတ်တက်ကြနေမယ်ဆိုလို့ရှိရင်မကောင်းတဲ့အရာတွေကိုပဲထပ်ပြီးစွန့်ငင်မိလိမ့်မယ်။ဒါကြောင့်မလို့ဘယ်တော့မှပါဇက်ကနေဒုက္ခမတနဲ့အဲမကောင်းတာတွေမပြောနဲ့ဆိုတာအဲစကားနောက်တရားပါတယ်ဆိုတဲ့စကားလေးပေါ့နော်။ဒါ စိတ်ကမကောင်းတာကိုတွေးမယ်ဆိုလို့ရှိရင် မကောင်းတာတွေကိုပဲဇက်တိုင်ညှုပ်ငင်မိတက်တယ်လို့ဒါတော့ဒါတွေကဒီအဲ့လိုမျိုးဖြစ်စင်နေတာကိုယ်တွေမသိဘူးပေါ့နော်အဲ့တော့အခုကနေစပြီးသိထားပါမယ်မကောင်းတာတွေးလို့ရှိရင်မကောင်းတာတွေကိုပို့ပြီးတော့စိတ်ကညှုပ်ငင်မိရဲ့အဲ့မှာမကောင်းတဲ့အဖြစ်အပျက်တွေပို့ပြီးတော့ဖြစ်လာတယ်ကောင်းတာတွေကိုပဲတွေးမယ်ပျော်ရွှင်စရာတွေကိုပဲတွေးမယ်အကောင်းဘက်ကပဲမြင်မယ်အပြုသဘောဆောင်တဲ့တွေးတွေပဲတွေးမယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့မှကောင်းမွန်တဲ့အခြေအနေတွေကိုကိုကစွဲငွင်အစွဲငင်မိသွားတယ်ပေါ့နော်ဆိုတော့အခုကစပြီးအဲ့အရာလေးကိုနားလည်ထားရမှာပဲဖြစ်ပါတယ် ဲ့တော့တင်ဘွားရဲ့ပဲ့ကန်ရှင်ကတင်မင်းဖြစ်တယ်ဆိုတာကိုသိထားမှအဲ့တော့ကိုယ့်ရဲ့ဘွားပဲ့ကန်ရှင်ကကိုယ့်ရဲ့စိတ်အလုံးလုံးပုံအဲ့ဒီဟာကိုသိထားမှသာလျှင်အာကိုယ့်ရဲ့စိတ်လိုင်းတုံ့ခံမှုကိုအမြဲမြင့်အောင်ထားနိုင်မှာပဲဖြစ်ပါတယ်တင်ကစိတ်လိုင်းတုံခါမှုမြင့်တဲ့အခြေအနေမှာရှိလို့ရှင်တင့်အတွင်းစိတ်နဲ့ဆက်သွယ်မှုအားပို့ပြီးတော့ကောင်းမှဖြစ်ပါတယ်။တင့်ရဲ့အဓိကရည်ရွယ်ချက်ကအနှစ်သာရရှိပြီးတော့ချစ်ချင်းမြတ်တာလွှမ်းတဲ့အတိတ်ပဲရှိတဲ့ဘဝမျိုးမှာနေရဖို့ဟုတ်တယ်မလား။ အဲ့တော့လူတိုင်းကချင်းချင်းမြင့်တိုင်းနဲ့ပြည့်ပြီးတော့သူတို့လိုချင်တာတွေကိုရပြီးတော့အတိတ်မရှိတဲ့ဘဝမျိုးမှာ နေကျင်ကြရတယ်။အဲ့တော့တင့်ကိုနောက်ဆက်တင်းအောင် လုပ်နေတဲ့အရာတွေကိုဘယ်လိုရှင်းထုတ်ရမလဲ။ဆိုတော့တင်ယူခြင်းကတင့်ဘဝကိုတိုးတက်အောင်လုပ်တဲ့နေရာမှာသုံးဖို့စွမ်းရင်အပေါ်တွေထုတ်ပေးမှာပါ။အဲ့တော့ ကိုကအဲ့အရာတခုကိုလိုချင်တယ်ဒါပေမဲ့ကို့မှာနောက်ဆန်တင်းစရာကိစ္စတွေရှိတယ်အရှိကိုဖြောင်းဖြောင်းမသွားနိုင်အောင်ဒါပေမဲ့အဲ့ဒီနောက်ဆန်တင်းနေတဲ့ကိစ္စတွေကိုဘယ်လိုရှင်းထုတ်မလဲဘဝတွေကဘယ်လိုမျိုးထုတ်ပယ်မလဲဆိုတဲ့အရာတွေကိုသင်ယူခြင်းကလည်းကိုယ့်ရဲ့စွမ်းအင်တွေကိုပုံမိုးထုတ်ပေးမှာပဲဖြစ်ပါတယ်တဲ့အဲ့တော့နံပါတ်၁စိတ်တန့်စင်ခြင်းအဲ့တော့စိတ်တန့်ရှင်ရေလုပ်ဖို့အတွက်အဲ့တော့ပါချုပ်ဆရာတော်ကြီးလည်းဟောထားတယ်ပေါ့နော်လူတွေက physical exercise ပဲလုပ်ကြတယ်မန်တယ် exercise ကြတော့မလုပ်ကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ဘဝမှာအာ ဖြစ်လာတဲ့ပြဿနာတွေကို handle မလုပ်နိုင်တာတို့ပြီးရင်မပျော်ရွှင်ရတာတို့အာဖြစ်လေဖြစ်တာရှိကြတယ်ဆိုတော့ physical exercise လုပ်သလို mental exercise လည်းလုပ်ပေးရမယ်ကိုယ့်ရဲ့အခန်းလေးကိုတန့်ရှင်းသလိုကိုယ့်ရဲ့စိတ်ကိုလည်းတန့်ရှင်းလုပ်ပေးရမယ်စိတ်ဆိုတာပုံဝန်းကျင်နဲ့ကိုယ်ပြီးနားလူတွေကြောင့်ကိုယ့်ရဲ့စိတ်ကအမြဲတမ်းအညစ်အကြေးတွေနဲ့ဆုံးထင်းပြီးတော့ကြံခဲတက်တယ်ပေါ့နော်ဆိုတော့စိတ်တန့်ရှင်းလုပ်ဖို့အတွက်ပထမဆုံးတည့်ရဲစွမ်းအင်ကိုယူသုံးနေတဲ့အတွေးတွေကိုတတိနဲ့မြင်တတ်ဖို့လိုပါတယ် ဲ့တော့ပြန်ပြောပါမယ်စိတ်တန်ရှင်းရင်လုပ်ဖို့အတွက်ပထမဆုံးကိုယ့်ရဲ့စွမ်းအင်တွေကိုယူသုံးနေတယ်ကိုယ့်ရဲ့စွမ်းအင်လို့ပြောမှာစ energy လို့ပြောမှာကွာ energy ဆိုလို့ရှိရင်ဒါပို့ပြီးတော့လူတိုင်းလဲပို့ပြီးတော့တိတိမယ်ပေါ့နော်ဒီခေတ်အနေထားမှာကိုယ့်ရဲ့ energy မ down စေနဲ့ energy drain ဖြစ်တဲ့အရာတွေကိုရှောင်ဆိုတာအဲ့ဒါပြောတာအဲ့တော့ကိုယ့်ရဲ့ energy ကိုယူသုံးနေတယ်အဲ့မကောင်းတဲ့အတွေးတွေကိုသတိနဲ့မြင်တတ်ဖို့လိုတာအဲ့လူတွေကမကောင်းတာကိုတွေးတတ်ကြတယ်ဒါသဘာဝပဲချမ်းလို့လည်းမကောင်းတာကိုတွေးရဒါပေမဲ့သတိ self awareness အဲ့ဒီသတိရှိရမှာပေါ့နော်ကိုယ်ပိုင်သတိ ကိုဘာတွေးလိုက်လဲအဲ့မအဲ့မကောင်းတာတွေးတာကိုရက်လိုက်ဖို့အတွက်တတိရှိဖို့လိုအပ်တယ်အဲ့တော့ကိုယ့်ရဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကကိုယ့်ရဲ့စွမ်းကိုယူသုံးတယ်ဒါကြောင့်မလို့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုတတိနဲ့မြင်တတ်ဖို့လိုပါတယ်တတိဆိုတာကချမ်းအမြဲတမ်းပြောတယ်ပေါ့အာဘယ်အရာမှမဆိုတတိတလုံးပဲလိုအပ်တာတတိပဲလိုအပ်တာဘယ်အရာမဆိုပေါ့လေတရားထိုင်ရင်လည်းတတိပဲဘာလို့လို့ပါခိုင်ခိုင်တတိနဲ့လုံးဝတာလည်းရင်အဆင်ပြေတာပေါ့နော်ဆိုတော့ ပြီးရင်လည်းတင့်တော့အကျိုးမရှိတဲ့အရာတွေကိုဖယ်ရှားပြရမယ်အကျိုးမရှိတဲ့အတွေးတွေကိုဖယ်ရှားပြရမယ်ဥပမာကိုယ့်ဟာကို over thinking ဖြစ်နေတဲ့အရာတွေကအပြစ်မတကယ်မဖြစ်ဘူးဆိုရင်ကိုယ့်ဟာကိုပြန်ပြီးတော့ထိန်းချုပ်ပြီးတော့အဲ့ဒီအတွေးတွေကိုထပ်မတွေးဖို့စ조사ရမယ်လေ့ကျင့်ရမယ်အဲ့ဒါကိုပြောချင်တာပေါ့အဲချမ်းဆိုလို့ရှိရင်အခုဘာဖြစ်လဲဆိုတော့ဒီတလောချမ်းရဲ့အဖေါ်ဆုံးရှုံးထားတာတလကျော်နှစ်လ နီးပါးဖြစ်သွားပြီပေါ့နော်အဲ့ဒီအချိန်မှာအတွေးတွေအရင်လွန်လာအကိုမိသားစုထဲမှာပထမဆုံးအဲ့လိုလူတစ်ယောက်ကိုဆုံးရှုံးရတာဆိုတော့ချမ်းစောက်တီးရမရတယ်ဖြစ်ပြီးတော့အဖွားတော်ဆုံးရှုံးရတာအဲ့လိုဖြစ်နေငါ့ရဲ့အဖေနဲ့အမေကိုဆုံးရှုံးရရင်ငါဘယ်လိုများဖြစ်သွားမလဲငါတယောက်နဲ့ရက်တည်နိုင်မှာမလားအဖေနဲ့အမေမရှိတော့ငါ့ဘဝကြီးကဘယ်လိုဖြစ်နေမှာလဲအတိတ်ပဲရရှိပါမလားဆိုပြီးအဲ့လိုမျိုးတွေအတွေးတွေလွန်နေအမှန်တကယ်တော့ ခိုးမှမဖြစ်သေးတဲ့အရာတွေကိုသွားပြီးတော့ဟိုလက်မခံနိုင်ဖြစ်နေအမှန်ငယ်တော့အခုလက်ရှိပြစ်ဆုံးပုံမှာဘာမှမဖြစ်သေးဘူးဖြစ်ပြီးသွားတဲ့အရာတွေကိုလည်းလက်ခံနိုင်စွမ်းရှိရမယ်ပေါ့နော်ဆိုတော့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုဖယ်ရှားပြရမယ်လို့ပြောတာပေါ့နော်အဲ့တော့တင်းရဲ့စိတ်လှိုင်းဒုက္ခမှုကိုမြင့်တင်မှုစိတ်တန်ရှင်ရေးကိုတတ်နိုင်သမျှခက်စိတ်စိတ်လှုပ်ပေးဖို့အရေးကြီးပါတယ်အဲ့တော့ခက်စိတ်စိတ်လှုပ်ပေးဖို့အတွက်ကအဓိကတစ်ခုပဲကိုမကောင်းတာတွေးလိုက်တဲ့အချိန်မှာတတိကပ်ပြီးတော့အဲ့ဒီမကောင်းတဲ့အတွေးကိုရပ်ပစ်ဖို့ပဲအဲ့ဒါတရားထိုင်တာနဲ့အတူတူပဲပေါ့နော်တရားထိုင်တာက ဝင်လင်ထွက်လင်ကိုမှတ်တယ်အဲဝင်လင်ထွက်လင်ကိုမှတ်နေတော့မှစိတ်တွေကအများကြီးကောင်းတဲ့ဟာတွေရောမကောင်းတဲ့ဟာတွေရောအများကြီးတွေးမိသွားတယ်အဲအချိန်မှာအဲ့ဒီဟာကိုသတိနဲ့ပြန်ဖြတ်ပြီးတော့ဒီဝင်လင်ထွက်လင်ပေါ်မှာပြန်ပြီးတော့အာအာယုံပြန်စိုက်တယ်အဲအဲ့တော့အခုဟာလည်းတရားထိုင်တာနဲ့အတူတူပဲမကောင်းတဲ့အတွေ့တွေတွေးမိပြီဆိုလို့ရှိရင်မတွေးပဲနဲ့ရက်ပြဖို့သတိတစ်ခုပဲလိုအပ်တာပေါ့နော်အဲ့ဒီသတိနဲ့ကိုယ့်ရဲ့စိတ်တန်ရှင်းကိုခက်စိတ်စိတ်လိုပေးဖို့လိုအပ်ပါတယ်တဲ့အဲ့တော့တင်းရဲ့စိတ်ကအာစွမ်းအင်ကိုပိတ်ဆို့ထားတာဒါမှမဟုတ်ရော့ကြအောင်လုပ်နိုင်တဲ့နံပါတ်1နေရာ ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ energy တွေကိုရော့ကြအောင် drain ဖြစ်အောင်လုပ်နေတဲ့နံပါတ်1နေရာကိုကိုယ်တိုင်နောင်မတိလိုက်တဲ့အချိန်အတွင်းမှာကိုယ့်ရဲ့အဲ့မတိစိတ်တွေကကိုယ့်ရဲ့ energy တွေကိုကျစေတဲ့အဲအဲ့ဒီအတွေးတွေနဲ့ပေါ့လေအဲ့ဒီအတွေးတွေနဲ့ကိုယ့်ရဲ့ energy တွေကိုကျစေတဲ့နံပါတ်1နေရာလည်းဖြစ်နေတယ်တဲ့အဲ့တော့မကောင်းတဲ့အတွေးတွေအတွေးလွန်တာတွေကိုယ့်ရဲ့လုံနိုင်စွမ်းအပေါ်မကောင်းမြင်တာတွေကစွမ်းအင်ကိုရော့တက်စေတယ်။ကိုယ့်ရဲ့လုံနိုင်စွမ်းအပေါ်မကောင်းမြင်ဘူးဆိုတာဥပမာ ်တင်ပတ်စံသိမ့်တရာရှာနိုင်လားလို့မေးလိုက်ငါဘလို့လွတ်ရှာနိုင်မလဲငါမှရေးချင်းမဖြစ်ရအဲ့ဒါကိုရဲ့လုံနိုင်စွမ်းအပေါ်မကောင်းမြင်တဲ့ limit တွေထားထားတာပေါ့အဓိကကလူတိုင်းလူတိုင်းကသူတို့လိုချင်တယ်ဆိုလို့ရှိရင်လုံနိုင်တယ်သူတို့ရဲ့ကိုယ့်ကိုထားလိုက်တဲ့အဲ့ limit belief တွေကြောင့်ပဲမလုံနိုင်တာပေါ့နော်အဲ့တော့ ဖြစ်သွားတဲ့ကိစ္စတစ်ခုအတွက်နောင်နာရပြီးတော့နာကျင်ရတဲ့အတိတ်စီကိုတင့်ရဲ့အတွေ့တွေကအချိန်ပြည့်ခေါ်ဆောင်နေတယ်ဆိုရင်အဲ့ဒီနေရာနဲ့လူမျိုးကိုတင့်ကိုတင်ခွင့်လွှတ်ရမယ့်အချိန်ရောက်လာပါပြီတဲ့အဲ့တော့အတိတ်ကဖြစ်ရတွေကိုတွေးပြီးတော့ခဏခဏနာမကျင်နေနေတော့အဲ့ဒီအရာကို let it go ထားလိုက်ပြီးတော့ ကိုယ်ကို release အာခွင့်လွှတ်ရမယ်တက်တောက်တက်တာနေရမယ်ပေါ့နော်အဲ့တော့တင်းရဲ့စိတ်ကောင်းကျိုးအတွက်တခြားသူတွေကိုလည်းခွင့်လွှတ်ရပါမယ်အဲ့တော့ကိုယ့်ဘဝမှာကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့လူတွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအများအပြားရှိမယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကောင်းကျိုးအတွက်ကိုယ့်ရဲ့စိတ်တန်ရှင်းလုပ်မယ်ဆိုလို့ရှိရင်အဲ့လိုလူတွေကိုလည်းခွင့်လွှတ်ရမယ်အမုန်းတွေမထားရဘူးရညွှန်းရံစားတွေမထားရတော့ဘူးပေါ့နော်သူတို့ခွင့်လွှတ်ခြင်းလုံးလုံးတော့မဟုတ်ဘူးဒါပေမဲ့ ကိုယ့်ရဲ့ဘယ်လိုပြောမလဲ healing အတွက်လိုအပ်လို့သူတို့မခွင့်လွှတ်ရင်ကိုယ့်ရဲ့စိတ်ထဲမှာသူတို့အမြဲတမ်းရှိနေအမြဲတမ်းကိုယ့်ရဲ့စိတ်ကအဲ့မှာပိတ်မိနေဘလို့မှ healing မလုပ်နိုင်ဘူးပေါ့နော်ဆိုတော့သူတို့ကိုလည်းခွင့်လွှတ်ပေးရမယ်ကိုကုကိုလည်းအတိတ်ကအကိုမလုပ်နိုင်ခဲ့တဲ့အရာတွေကိုမဖြစ်မြောက်ဘူးလို့ခံစားခဲ့ရတဲ့အရာတွေတော့လည်းကိုကုကိုခွင့်လွှတ်ပေးရမယ်အဲ့တော့အဖြစ်အပျက်တစ်ခုကိုတကယ်ကြုံနေရတာမဟုတ်ဘဲနဲ့စိတ်ထဲမှာထပ်လာတဲ့အခါကြုံနေရတဲ့ဒုက္ခမျိုးကိုသင်ခံစားနိုင်မှာမဟုတ်ဘူး အဲ့ဒါတကယ်ဆွမ်းသာချမ်းပြောခဲ့တယ်ငါအဖေမေတွေမရှိတော့ဘူးဘယ်လိုလုပ်မလဲသူတို့တည်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါမလာသေးဘူးဒါပေမဲ့အဲ့ဒါဟိုထပ်ခါထပ်ခါတွင်းနေတာကြီးကိုချမ်းမခံစားနိုင်ဘူးမခံစားနိုင်တော့ဘာဖြစ်လဲတွင်းတွင်းနဲ့ငိုတယ်အဲအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါကို तू อ่ะရက်ပစ်ဖို့အတွက်ပြောနေရအဲ့တော့ဒီအဖြစ်ကနေကိုယ့်ကိုယ်ကိုလွတ်ပေးလိုက်ပါအဲ့ဒီအဖြစ်တွေကနေကိုယ့်ကိုယ်ကိုအဲ့ဒီအတွေးတွေကနေကိုယ့်ကိုယ်ကိုလွတ်မြောက်ခွင့်ပေးလိုက်ပါ အာတင့်တိုးတက်ရေးမှာသုံးဖို့အတွက်ဆန်းအင်တွေကိုနေရာဖယ်ပေးလိုက်ပါအဲ့တော့ကောင်းမွန်တဲ့ဆွမ်းအင်တွေရောက်လာဖို့အတွက်နေရာကိုပေးရမယ်မကောင်းတဲ့အတွေးတွေအတွေးလွန်တဲ့အရာတွေအတွက်နေရာမပေးနဲ့ကိုယ့်ရဲ့စိတ်နှလုံးသားထဲမှာအဲ့တော့စိတ်တန့်ရှင်းရင်းမှာအရေးကြီးတဲ့အပိုင်းတစ်ခုရှိတယ်ဒါကတင့်အာယုံစိုက်တဲ့အရာကတင့်ရဲ့စိတ်လှိုင်းတုန်ခါမှုကိုတိုးတက်စေတာဟုတ်ရင်ဟုတ်မဟုတ်ရင်ဆွမ်းအင်ကိုညော့စေတယ်ဆိုတာနားလည်ဖို့ပဲအဓိကကကိုယ့်ရဲ့စိတ်လှိုင်းတုန်ခါမှုကနှစ်ခုပဲရှိတယ် ကိုယ့်ရဲ့စိတ်လှိုင်းတုန်ခံမှုကကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ energy တွေစိတ်စိတ်ခွန်အားတွေစိတ်တကြွမှုတွေကိုဖြစ်စေတာဟုတ်ရင်မဟုတ်ရင် drain ဖြစ်စေတာအဲ့လိုကွာလွဲပြီးတော့မရှိဘူးပေါ့နော်ဆိုတော့ကိုယ်ဘာတွေးလိုက်လဲဆိုတဲ့အတွေးကကိုယ့်ရဲ့ energy တွေရော့သွားမှလားတိုးလာမှလားစိတ်တက်ခွန်ရမှလားစိတ်တက်ကြမှလားဆိုတာကိုဆုံးဖြတ်ပေးတယ်။အဲ့တော့နိုင်ငံတကာသတင်းတွေကလူအများစုအတွက်စနက်ကြီးတစ်ခုပါပဲတဲ့။ကမ္ဘာပေါ်မှာဖြစ်ဖြစ်နေတာတွေကိုသတင်းမှကြည့်ပြီးတော့ကြောက်စိတ်ဝမ်းနည်းစိတ်ဒါမှမဟုတ်ဒေါသတွေထွက်လာတတ်ပါတယ်။ ကမ္ဘာပေါ်မှာအများကြီးဖြစ်ပျက်နေတာမှန်ပါတယ်။အမ်ဒါပေမဲ့ကမ္ဘာလုံးကိုတက်ရောက်မှုရှိစေတဲ့ကိစ္စလို့ဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ဘဝကိုအပြောင်းလဲတွေအရင်ဆုံးလုပ်ရမှာပဲဖြစ်ပါတယ်။အကယ်၍ကျမတို့အချိန်ပြည့်အကြောက်တရားတွေမကောင်းမြင်စိတ်တွေမျှော်လင့်ချက်မဲ့တာတွေကိုထုတ်လွှတ်နေမယ်။အဲ့ဒီ vibration တွေကိုထုတ်လွှတ်နေမယ်ဆိုလို့ရှိရင်တော့ဘလို့လို့ကဘာကြီးကိုပြောင်းလဲနိုင်မှာလဲကို့ကိုယ်တော်ကမကောင်းတဲ့ vibration တွေပဲထုတ်လွှတ်နေတာကဘာကြီးကိုလည်းအဲ့ဒီမကောင်းတဲ့ vibration တွေကဝန်းရံသွားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ကဘာတစ်ခုကိုတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့သူပြောတာကွာအဲ့တော့ အာကျမတို့ရဲ့ကိုယ်ပိုင်စွမ်းအင်အခြေအနေနဲ့တခြားသူတွေအပေါ်အဲ့ဒီစွမ်းအင်တက်ရောက်မှုကို ကိုယ်တိုင်တာဝန်ယူတတ်ဖို့ကကျမရဲ့တောင်းဟောကျမတို့ရဲ့တာဝန်မှာသူပြောချင်တာကိုယ်ပိုင်စွမ်းအင်အခြေအနေနဲ့တခြားသူတွေအပေါ်အဲ့ဒီစွမ်းအင်တက်ရောက်မှုကိုကိုယ်တိုင်တာဝန်ယူတတ်ရမှာ ကိုကိုယ်တိုင်ရဲ့အာတာဝန်ငြိမ်းချမ်းမှုနဲ့ချစ်ချင်းတရားစွမ်းအင်အနေနဲ့ကျမတို့သဟဆတာဖြစ်တဲ့တဲ့ပြိုင်နဲ့ ငြိမ်းချမ်းမှုချစ်ချင်းတရားမေတ္တာစွမ်းအင်အနေနဲ့တဟဆန္တာဖြစ်လာတာနဲ့တပြိုင်နက်ကျမတို့ကကဘာနဲ့ခြည်တဲ့ဖြည့်ရှင်းချက်တွေကိုထောက်နိုင်တဲ့အဆင့်ကိုရောက်သွားမှာပါတဲ့အဲ့တော့ဒါကိုနားလည်ထားလို့ရှိရင်တင်းရဲ့စိတ်ဆွမ်းရင်ကိုတခြားဘယ်နေရာဒီမှာတုံးနေတာလဲဆိုတာကိုစတင်ပြီးတော့ဆန်းစစ်နိုင်ပါပြီ။အဲ့တော့ပြန်တွေးကြည့်ပါလား။တစ်နှစ်တစ်နှစ်ငါရဲ့စိတ်ဆွမ်းအင်လေးငါရဲ့အတွေးတွေကိုငါဘယ်နေရာမှာတွေးနေလဲ။ငါရဲ့ energy တွေကို drain ဖြစ်စေတဲ့ ရော့ကျသွားစေတဲ့အရာတွေမှာငါတွေးလိုက်တာလားသူများအောင်မကောင်းပြောတဲ့စီမှာပြောပြီးတော့ငါရဲ့ energy တွေကိုကျဆင်းစေတာလားကိုယ့်ကိုယုံကြည်မှုရှိအောင်လုပ်ပြီးတော့ငါရဲ့ energy တွေကိုတိုးတက်စေရလားသူတစ်ပါးကိုအကောင်းမြင်ပြီးတော့ကူညီပြီးတော့ငါရဲ့ energy တွေကိုတိုးတက်စေရလားဆိုတော့နေရာနှစ်ခုမှာကိုယ်ဘယ်မှာကိုယ့်ရဲ့ energy တွေကိုသုံးနေလဲကိုယ့်ရဲ့စိတ် vibration တွေကိုထုတ်လွှင့်နေလဲဆိုတာကိုအခုကစပြီးတော့စမ်းစစ်လိုက်ပါအဲ့တော့မကောင်းပြောတာဆိုလို့ရှိရင် အပြင်မှာလည်းမပြောနဲ့ online ပုံမှာလည်းမပြောနဲ့စာနဲ့ရေးပြီးတော့လည်းမပြောနဲ့အဲ့ဒီအကျင့်တွေကိုရှောင်ရမယ်ပေါ့နော်စိတ်တန်ရှင်းရင်လုပ်တယ်ဆိုတာအဲအပြင်မှာယူရဲလို့ရတာမဟုတ်အခုခေတ်က online ခေတ်ဆိုတော့လူတွေက online မှာပဲစာတွေရေးပြီး share ကြရဲမကောင်းတာတွေတယောက်နဲ့တယောက်ပြောကြရဲရန်နေဖြစ်ကြရဲအဲ့ဒီအရာတွေကိုရှောင်ရမယ်ပေါ့နော်အဲ့တော့အာတင် drama တွေများနေသလားဥက drama များတယ်ဆိုတာလေ ကို့ဘဝမှာလေဟာငါဘလို့ခံစားခဲ့ရတာငါတို့မိသားစုကဘလို့မျိုးအဆင်မပြေတာငါဘဝမှာဘလို့အဆင်မပြေတဲ့အရာတွေပဲငါကြုံတွေ့ရတာအဲ့လိုလူတွေအများကြီးရှိတယ်ချမ်းရဲ့ Facebook ကိုထဲမှာလည်းအများကြီးရှိအဲ့တော့ Facebook ထဲမှာအများကြီးရှိတယ်ဆိုတာကအဲ့လိုပေါ့နော်ချမ်းရဲ့ friend လာအပ်တဲ့လူတွေမှာချမ်းလက်ခံလိုက်တယ်ဒါမဲ့သူတို့တွေများသောအားဖြင့်လူတွေကဘာတွေပဲ share ကြလဲဆိုတော့သူတို့ကသူတို့နဲ့ပတ်သက်ရင်တော့ကောင်းတာတင်တယ်ဒါပေမဲ့သူတို့နဲ့တိုက်ဆိုင်ပြီး hate ဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့ drama များတဲ့သူတို့ရဲ့ဘဝ drama တွေကို share ကြ အမေကတော့အဲ့ဒီ share တာအပြစ်မဟုတ်ပြင်မဲ့ကိုပိုင်လှုပ်လှက်ခွင့်နဲ့ share တာအပြစ်မဟုတ်ပြင်မဲ့အဲ့လိုမျိုးကိုယ့်ရဲ့မကောင်းတဲ့အရာတွေကိုကိုကထပ်တွေးပြီးတော့ထပ်ခါတလဲလဲ share နေမယ်ဆိုလို့ရှိရင် မကောင်းတဲ့ vibration တွေကိုထုတ်လွှတ်ပြီးသားဖြစ်သွားပြီးတော့ကိုယ့်ရဲ့ဘဝတွေရောတဲ့အဲ့ဒီမကောင်းတဲ့အရာတွေပဲထက်ကထက်ကစွဲငင်ပြီးတော့အဲ့ဒါတွေပဲပြန်လာမှာကွာဒါကြောင့်မလို့အာ Facebook မှာတော့မှ online မှာတော့မှမကောင်းတဲ့အရာတွေကိုအဲ့လိုမျိုးအာ drama များပြီးတော့မ share မိစေနေပေါ့နော်မကောင်းတဲ့အရာတွေကဘာဖြစ်လဲဖြစ်ပြီးပြီလက်တွေကိုထားလိုက်တော့လှလက်လှထားလိုက်တော့ပေါ့နော်လူတိုင်းလူတိုင်းမှာမကောင်းတဲ့အရာတွေဆိုတာအများကြီးရှိတယ်ဒါပေမဲ့ universe ကအဲ့ဒီအရာကိုမကောင်းတဲ့အရာလို့မပြောဘဝရဲ့နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းမှုအတွက်လှေကားတစ်တည်းလိုပဲချမ်းရတော့မြင်နေပေါ့နော်အဲ့တော့ အားတဲ့အချိန်မှာတင်ပါလို့လဲပြီးတော့ဘာတွေတွေးလဲကိုယ့်ကိုကိုတိုးတက်ဖို့အတွက်အာယုံစိုက်ထားရဲ့လားဥပမာတိုးတက်ဖို့ဆိုတာရောတင်ဘလို့တိုးတက်ချင်တာလဲစိတ်ပိုင်းဆိုင်ရာတိုးတက်ချင်တာလားတင်းရဲ့စီးစဉ်ဥစ္စာပစ္စည်းတွေရုပ်ပိုင်းဆိုင်ရာတွေတိုးတက်ချင်တာလားစသဖြင့်ပေါ့လေအဲ့တော့တင်းရဲ့အချိန်ကိုတင်ဘလို့တုံးမလဲရွေးချယ်ခွင့်ရတင်းလက်ထဲမှာပဲအပြည့်အဝရှိနေတာကိုယ့်ရဲ့အတွေးတွေကိုဘလို့တွေးမလဲဆိုတော့ အဲကိုယ့်ရဲ့အမြင်နေရှုထောင့်နေဘလိုမျိုးမြင်မလဲဆိုတဲ့အရာတွေအကုန်လုံးကကိုယ့်ရဲ့လက်ထဲမှာပဲရှိတာကိုကိုယ်တိုင်ကဆုံးဖြတ်မှတွေးမှလုံးမှပြောမှသာလျင်အဲ့ဒီ energy vibration တွေကကိုယ့်စီကိုကိုတွေးသလိုပြောသလိုဆုံးဖြတ်သလိုပြန်ရောက်လာတာအရာရာတိုင်းကကိုယ့်လက်ထဲမှာပဲရှိတာပေါ့နော်အဲ့ဒီစွမ်းရင်ကိုတင်အောင်ချတဲ့ပုံစံပေါ်မူတည်ပြီးတော့ဖြစ်လာတဲ့ရလက်တွေကလည်းကွဲပြားသွားလိမ့်မယ်။အဲ့ဒါကြောင့်မို့လူတွေတယောက်နဲ့တယောက်ကွဲပြားသွားတယ်ဆိုတော့အဲ့ဒီအဲ့ဒီကနေစပြီးတော့ကွဲပြားသွားတာ။သူတို့ရဲ့ပထမဆုံးအတွေ့ ပြင်သူတို့ရဲ့ပြောလိုက်တဲ့စကားပြင်သူတို့ရဲ့လှုပ်လိုက်တဲ့အဲ့ဒီလှုပ်ရက်အတွေးရနေစတယ်ပေါ့နော်အရာရာတိုင်းကတော့အဲ့ဒီအတွေးရနေစလိုက်တဲ့အရာတွေကအဲ့မှာသူတို့ကသူတို့ကိုယ်တော့သူတို့တော့ကောင်းတယ်လို့ထင်တယ် drama တွေများနေတယ်ဒါသူတို့ဘာလဲသူတို့လှုပ်လှခွင့်ဒါပေမဲ့အဲ့ဒီမကောင်းတဲ့အဟာတွေအရာရာတိုင်းကိုပြောလိုက်မယ်လှုပ်လိုက်မယ်တွေးလိုက်မယ်ဆိုလို့ရှိရင်မကောင်းတဲ့အရာတွေ vibration တွေကထွက်သွားပြီးတော့အဲ့ဒီအရာတွေကိုပဲစွန်းငင်နေမိလိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာတွေကိုအခုကစပြီးတော့ရပ်ပါအဲ့တော့ကိုယ့်ရဲ့စိတ်ကိုကျင့်နေစေမယ့်အရာတွေကိုစတင်တွေးတော့ပါ အာဥပမာအပြင်ချမ်းဆိုလို့ရှိရင်အဲ့လိုတောတဘာဝနဲ့ထိတွေ့နေထိုင်ရတဲ့ကြိုက်တယ်အခန်းလေးကိုအဲ့လိုမျိုးဘယ်လိုပြောမလဲအပင်လေးတွေနဲ့အဲ့လိုမျိုးမကြည့်အဲ့လိုမျိုးအဲ့လိုမျိုးလေးတွေလေအဲ့လိုအနုပညာဆက်ဆံလေးနေရတဲ့ကြိုက်တယ်ဆိုချက်အားနေအချိန်ပြီးအဲ့အလေးတွေပဲတွေးနေရအဲ့တော့ကိုစိတ်ကျင်နေစီမဲ့အရာလေးတွေကိုတွေးပါပြီးရင်ကိုယ့်ကိုဘယ်လိုပြုမှုနေထိုင်မလဲချမ်းဆိုဒီနေ့သပင်းညထားတယ်နော်တော့ကိုကြိုက်လို့ကိုညက်တယ်ပြီးအဲ့အလေးကိုတွေးပြီးတော့သဘောကြီးကြနေအဲ့လိုမျိုးလေးပေါ့နော် ကိုကြိုက်တဲ့အရာတွေပဲကိုတွေးရယ်ကိုကိုကျင်လာတဲ့ဇာတ်တွေပြောတယ်ဥမာဒီနေ့အဖြစ်အော်ငါဒီသမီးလေးနဲ့လှသွားပြီဒါဆိုကိုကိုကျင်လာတဲ့ဇာတ်တွေအဲ့လိုမျိုးပြောတယ်နောက်ခုစိတ်နှလုံးကိုလှုပ်နှိုးနိုင်တဲ့တချင်းတွေပဲနားထောင်ပါတဲ့အဓိကအဲ့ဒါပဲချမ်းဆိုလို့ရှိရင်မနဲ့အိပ်ရထားလို့ရှိရင်ဒါတရဏကောင်ကို၃ပါအဲအဲ့လိုမျိုး YouTube မှာအဲ့ဒီဗီဒီယိုလေးတွေဖွင့်ထားတယ်ပြီးလို့ရှိရင် အချမ်းရဲ့ဒီစိတ်ဟိုဘယ်လိုပြောမလဲခွန်အားဖြစ်စီမဲ့ချမ်းကဘာပတ်ချင်တာဆိုတော့ခွန်အားဖြစ်စီမဲ့အဲ့ဒီကဘာပတ်တဲ့တခြင်းလေးတွေနားထောင်နေချမ်းဘရောမဝမ်းနေစရာတခြင်းတွေများသောအားဖြင့်တော့နားထောင်လေးမရှိဒါပေမဲ့တစ်ခါတလေတော့နားထောင်လေးရှိပါတယ်ဒါပေမဲ့တစ်ခါတလေပါတစ်ခါတလေပါဆိုတော့အဲ့ဒီဝမ်းနေစရာကောင်းတဲ့ကြည်ကွေးစရာကောင်းတဲ့တခြင်းတွေကိုနားထောင်ဒါကလေကိုယ့်ရဲ့စိတ် vibration တွေကို ချလိုက်တာနဲ့အတူတူပဲအဲ့ချိန်မှာကိုဝမ်းနှဲသွားပြီးတော့ဝမ်းနှဲစရာအဖြစ်ပြက်တွေပဲတွေးမိပြီးတော့ကိုယ့်ရဲ့စိတ်ကမကောင်းတဲ့ຢာတွေပဲအဲ့မှာစွဲငင်တာအဲအကြောင်မို့လို့စိတ်ခွန်အားဖြစ်မဲ့တခြင်းလေးတွေကိုပဲနားထောင်ပါပြီးတော့ဥမာဟိုချမ်းဆိုလို့ရှိရင်စိတ်အေးချမ်းစေတဲ့တခြင်းလေးတွေတောတခြင်းလေးတွေအဲ့လိုဟိုတော delete အတွက်တီးဆိုထားတဲ့အဲ့ဒီမြန်မာတခြင်းနေအဲအဲ့လိုမျိုးပေါ့နော်အရင်နားထောင်နေအဲကိုကိုကိုရဲ့စိတ်ကို healing ဖြစ်စေတယ်ဆိုတော့ချမ်းအဲ့အိုင်နေပဲကိုကိုဝန်းရံထားတာအများတန်း ဲ့လိုမျိုးပေါ့နော်ဆိုတော့သင်ဖို့ရတယ်ကိုပျော်ရွှင်မှုယူဆောင်လာပေးတဲ့ရုပ်ရှင်တွေကိုကြည့်ပါအဲ့ဒါလည်းတကယ်မှချမ်းဆိုလို့ရှိရင်အာကိုရီးယားကားဆိုလို့ရှိရင်တော့မှချမ်းကနန်ရင်းကားပဲကြည့်ရပါဆိုတော့နန်ရင်းကားဆိုလို့ရှိရင်ကြည့်ရတာအဲ့လိုစိတ်ချမ်းမြေ့စရာစိတ်အေးချမ်းစရာတို့ကအရင်ယဉ်ကျေးရဲ့ကားထဲမှာအဲ့လိုပြုမှုနေထိုင်တာလေးတွေအရင်သဘောကျရပြီးလို့ရှိရင်နောက်ကာတွန်းကြည့်တယ်ကာတွန်းဆိုလို့ရှိရင်လည်းအဲ့လိုမျိုး Tinkerbell တို့ Barbie တို့အဲ့လိုမျိုးကားလေးကြည့်ရပါဆိုအဲ့လိုကားလေးကြည့်လို့ရှိရင်ချမ်းတို့ကစိတ်ထဲမှာအေးချမ်းပြီးတော့ healing ဖြစ်နေရကွာဆိုတော့အဲ့လိုတွေပဲအများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ တခါတလေကြာလို့ရှိရင်တော့အဲ့ဒီခရီးသွားတဲ့စွန်စားတဲ့ကားတွေကြည့်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးရုပ်ရှင်တွေကိုကိုယ့်ရဲ့စိတ်ကိုအဲ့လိုမျိုးကိုယ်သဘောကျတဲ့ healing ဖြစ်စေတဲ့တတောင်တတဖြစ်စေတဲ့ရုပ်ရှင်တွေကိုကြည့်ပါတဲ့ကိုယ်တိုင်ဒါက तू ကဟိုကြည့်ကျင်တာကိုကြည့်ခိုင်းနေမှာမဟုတ်ဘူးเนาะ तू ပြောတဲ့အတိုင်းကိုယ့်ကိုကျင်တဲ့ဇာတ်ကားတွေကိုပြောပြီးရင်စိတ်နှလုံးကိုနှုတ်လို့အာအာလောက်နိုးနိုင်တဲ့တခြင်းတွေကိုပဲနားထောင်ပြီးတော့ကိုယ့်ရဲ့ဘဝတွေကိုပျော်ရွှင်မှုယူဆောင်လာပြီးရုပ်ရှင်တွေကိုပဲကြည့်ဒါ तू လုတ်ခိုင်းတာ လောအဲ့ဒီတိုင်းလိုက်လို့ရမယ်ပေါ့နော်ဒီနေ့ဆာပြီးဝန်နေစရာတခြင်းနေမကြည့်နေတော့ drama များတဲ့အရင်ငိုရတဲ့ကားတွေလည်းမကြည့်နေတော့နောင်ထောင်နေတော့အဲအဲ့လိုမျိုးကိုကိုတိုင်းရောတခြားသူတွေပါအကျိုးရှိတဲ့ဇာတ်ကိုပဲပြောပါတဲ့အဲကိုကိုတိုင်းအတွက်ကောတခြားသူတွေကိုပြောမယ်ဆိုလို့ရှိရင်ရောအကျိုးရှိတဲ့ဇာတ်ကိုပဲပြောအဲမှန်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 ကန်တဲ့ဇာတ်တွေကိုမပြောနဲ့အတင်းနဲ့အဖင်းနဲ့မပြောနဲ့အဲအဲ့လိုမျိုးပြောချင်တာပေါ့နော်အဲတင့်ကိုပျော်ရွှင်စေတဲ့ကိစ္စတွေကိုစလုပ်ပြီးဆိုရင်လည်းတင့်ရဲ့စွန့်ရင်မြင့်တက်လာတာကိုခံစားရမှာပါတဲ့အဲ့တော့လေ ဟိုကိုကိုချစ်တယ်ဒီຢာတွေကိုကိုကလုံမယ်ကို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 တိုင်းကြတော့ကောင်းတာတွေပြောပြီးတော့ကိုကလေကိုကိုတော့ဟုတ်လာပြီမှတ်နေတယ်ဆိုတဲ့အချိန်မှာတော့မှားသွားမယ်တခါကြတော့ဟိုလူတွေကကိုကိုဆိုအရန်ကာကွယ်တက်ကြပြီးတော့ကိုဆိုအထိမခံရွှေပကံသူများအောင်ဆိုလို့ရှိရင်မူချုံးမြေချိုပြောတက်ကြအလူတွေကအဲ့ဒီအကျင့်ဟောကတခါတည်းဖြောက်ကအဲ့တော့ကိုကိုဘလောက်လှအောင်မနေနေကိုကိုဘလောက်ကောင်းတာတွေပဲပြောပြောသူများကိုကဲ့ရီမယ်သူများအောင်ဝေဖန်မယ်သူများနဲ့ပတ်သက်ပြီးအတင်းတွေပြောမယ်ဆိုလို့ရှိရင် ဘရောမစိတ်ဆွဲရင်နေဆိုတာမြင့်တက်လာမှလည်းမဟုတ်တလို့အဲဘရောမဆုနာကိုကိုယ်တိုင်တွေးထားတဲ့ကိုယ့်ကိုကောင်းတဲ့စကားတွေဆိုတာလည်းကိုယ့်အကျိုးတရားမှုရှိမှာမဟုတ်တော့တကူကောင်းဆန်တာအရင်ဖြစ်သွားပြီကွာအဲ့ဒါကြတော့နီလန်လုံးကတွေ့ဖယ်သွားပြီအဲ့လိုမျိုးလုံးကမဖြစ်ရကိုယ့်ကိုယ်လည်းကောင်းနိုင်လို့မယ်သူများတွေကိုလည်းကောင်းနိုင်ပဲလှုပ်ပေးမယ်ပြောမယ်အဲ့အဲ့လိုမျိုးပေါ့ချမ်းပြောချင်တာ တော့သူများအတင်းမပြောနဲ့သူများထိခိုက်နစ်နာသွားစေမယ့်အရာတွေအပြုတ်မှုတွေစကလုံးတွေကိုရှောင်ရှားရမယ်ဒီနေ့ကစပြီးတော့ဒါမှစိတ်ဆွမ်းအင်းတွေမြင့်တက်လာမှာအဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့ spiritual ကိုယ့်ရဲ့စိတ်တွေတန့်စင်မှုအတွက်အတင်းပြောတာတွေအပြင်းပြောတာတွေရှောင်ရမယ်ဒီနေ့ကစပြီးတော့အဲ့တော့ကိုကိုတိုင်းကျင့်တတ်မှုရှိရင်စัจ java လာကြီးကကိုယ့်ရဲ့စိတ်ကြိမ်နှုန်းမြင်မြန်ဆန်ဆန်တုံ့ပြန်တတ်ပါတယ်တဲ့ကိုကိုတိုင်းကကိုကိုတိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ကြိမ်တတ်မှုရှိတယ် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းကိုကအရန်ကောင်းအောင်ဆက်ဆံနေမြင့်တာထားရတယ်မြင့်တာပြရနေလွှမ်းခြုံထားတဲ့အခါမှာစကြဝဠာအဲ့ဒါပူကြိုက်တာအဲ့အချိန်မှာ तू ကမြင်မြန်ဆက်ဆံကိုယ့်ရဲ့ vibration တွေနဲ့ချိတ်ဆက်ပြီးတော့ကိုလိုချင်တဲ့အရာတွေကိုမြင်မြန်ပေးလိမ့်ရှိတယ်တုံ့ပြန်တာမြင်နေပေါ့နော်အဓိကကတော့အဲ့ဒါပါအဲ့တော့နောက်တစ်ခုနောက်တစ်ချက်ဒါ तू ပြောတယ်နီလန်းငါးတွင်မှာတစ်ချက်ပြီးသွားပြီစိတ်တန့်ရှင်းရင်လောက်ပါစိတ်တန့်ရှင်းရင်လို့ကိုကအခုချမ်းပြောတာ လုံလောက်ပြီလို့ထင်ပါတယ်နောက်တစ်ချက်သဘာဝတရားနဲ့ ठी တွေ့ပါဆိုတော့ဒီဗီဒီယိုကမိနစ်20တောင်ကြာသွားပြီဆိုတော့ချမ်းနောက်ထပ်အဲ့ဒီလေးချက်ကိုချမ်းနောက်ထပ်ဗီဒီယိုတွေနဲ့ဆက်ပြီးတော့ပြောပြပါမယ်အဲ့တော့နောက်ထပ်လေးချက်ကိုမဖြစ်မနေနားထောင်ပေးပါအဲဒါမှစိတ် vibration နဲ့မြင်မှ energy တွေတက်လာမှ ိုက manifest လုပ်နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအချက်အနေနဲ့ဒါစိတ်တန်ရှင်းရင်လုပ်ဖို့အတွက်အများကြီးနားလည်သွားမယ်လို့မျှော်လင့်ပါတယ်အာကြည့်ရှုပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်လည်းချမ်းရလည်းအများကြီးအကျေးဇူးတင်ပါတယ်ချမ်းတဲ့အတူတူဒီနေ့ကောင်းမွန်တဲ့ energy တွေရသွားမယ်လို့လည်းအများကြီးအများကြီးမျှော်လင့်မှာမျှော်လင့်ပါတယ်ဆိုတော့ဒီစာအုပ်ကလေးကိုဝယ်ဖက်ဖြစ်အောင်ဖတ်ပါအမဝင်နိုင်တဲ့လေခုချမ်းဖက်ပြတာတွေကိုနားထောင်ပြီးတော့အဲ့စာထဲအတိုင်း లై နာကျင့်သုံးပါပို့ပြီးတော့မှ ပျော်ရွှင်ကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်မှာတည်ကြပါရတယ်။အာစာမျက်နှာမယ်ကတော့စတင်ညွှန်ငင်လိုက်ပါ manifest now ချမ်းစီမှာဝင်လို့ရနေပါပြီ။အာဆ iam မညံနိုင်ရဲ့စာကလေးပေါ့နော်ချမ်းဘိုင်ဘာနံပါတ် comment မှာပေးထားပါမယ်။မှာယူလို့ရပါပြီ။ဆိုတော့နောက်ထပ်ဗီဒီယိုမှာတည်ကြပါမယ်။ကြည့်ရှုနားထောင်ပြီးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ bye bye ။